မိဘပြည်သူများရှင်ကျမအနေနဲ့ဒီနေ့သတင်းပေါ့နော်မပြောခင်လေးမှာတခုပြောပြချင်တာရှိပါရဲ့ရှင်အဓိကမိဘပြည်သူများကိုပြောချင်တာပုံပါရှင်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူများကိုကျမ message တွေတခုပေးချင်တာပါအဲ့ဒီကဘာလဲဆိုတော့ကျမတို့ပြည်သူအတန်လေးကိုအမြဲတမ်းပြန်ဆက်တယ်ပေါ့နော်တင်ဆက်တဲ့အခါမှာနိုင်ငံတော်အစိုးရအဖွဲ့တွေမှာဆိုလဲဒါနိုင်ငံတော်ပေါ်ချစ်တဲ့သူများရှိပါရဲ့ရှင်ကျမတို့တရားဝင်မီဒီယာဖြစ်သွားပြီဆိုရင် နိုင်ငံတော်အစိုးရရဲ့အရေးအာဝါတောင်းအောက်ကိုရောက်သွားတာပေါ့နော်။မက်ဆီတောက်တောက်ကြိခံရတဲ့နေသားလေးခုရှိသွားတာပေါ့။ကျမတို့ဆောက်ရှောက်เสียရရှိရဲဆိုလဲနိုင်ငံတော်အစိုးရဆောက်ရှောက်ပါရဲ့ရှင့်။ကုညီစာရှိရဲဆိုလဲကုညီပါရဲ့။အဲ့ဒီလိုပဲစုဆုံးမစရာရှိရဲဆိုလဲစုဆုံးမပါရဲ့ရှင့်။ဒီတော့တာမန်ပြည်သူပြောတဲ့စကားထက်ဆိုင်ကျမတို့မီဒီယာပြောတဲ့စကားတွေကပိုပြီးထိရောက်တယ်ဆိုတာအဲ့ဒါကြောက်ပါ။ကျမတို့ကအစိုးရတစ်ခုရဲ့မျက်စိအောက်ရောက်သွားတော့ကျမတို့ပြောတယ်များသူကြားရလေ။မကြားလို့လည်းမရဘူးလေ။ကိုယ်နိုင်ငံမှာရှိရဲ့မီဒီယာကိုစောင့်ကြည့်ရမယ်ဆိုတာဆိုအပ်တဲ့ရဲ့တာဝန်ပဲလေ။ တော်ကျမတို့စောင့်ကြည့်ရတဲ့အခါမှာကျမတို့ကလည်းကိုယ်စောင့်ကြည့်နေမှသိရောပြည်သူတန်တွေစူးစမ်းပြီးတက်ဆက်တာပေါ့ရှင်အဲ့လိုဇလန်းလေးပေါ့နော်ဒီတော့ကျမအနေနဲ့နိုင်ငံတော်မှာတာဝန်ရှိတဲ့လူတွေမက်ဆေ့ချ်ပေးချင်တာလေးကတော့အခုခက်ခါဆိုရင်အင်တာနက်ရှိရတဲ့အခါမှာပေါ့နော်ပြည်သူအတောင်နေရာတိုင်းမှာကြားနိုင်ပါတယ်ရှင်အနည်းဆက်ဆုံးနေနဲ့ကျမတို့ပြည်သူအတန်တက်ဆက်တဲ့အခါမှာကျမတို့သတင်းတင်ဆက်တဲ့ TikTok တို့ YouTube တို့ရှိပါတယ် Telegram တို့ပေါ့နော်အဲ့ဒီမှာခွင့်မှန်လေးကျမတို့ဖွင့်ထားပေးပါတယ်ရှင်ဘာလို့မဆိုခွင့်မှန်ဝင်ရေးလို့ရပါတယ် ဆဲတဲ့သူတွေကလွဲလို့ရှင်ကျန်တဲ့ဘသူ့ကိုမဆိုကျွန်တော်ရေးခွင့်ပြုတ်ပါတယ်အဲ့ဒီမှာပြည်သူအတန်အစ်စ်တွေကိုမြင်ရပါတယ်ရှင့်လူချင်းမင်းတို့အနေနဲ့ပြည်သူအတန်ကိုတည်တည်ချာချာတိတိကျကျလေးသိကျင်နေဆိုတော့ကျွန်တော်တို့သတင်းလေးတက်ဆက်တဲ့ခါမှာအောက်ကခွန်မှန်လေးတွေကိုအချိန်ပေးပြီးတော့ဝင်ဖတ်ကြည့်လို့ရပါတယ်ရှင့်ယနေ့ခေတ်မှာဟုတ်ရင်အလိုမျိုးပေါ့နော်တိုင်ကြားစာတစ်ခုပြည်သူအတန်တစ်ခုပေးပို့ကြတယ်ဆိုရင်ဟိုတိုင်စာပေါ့ရှင်တိုင်စာပေးပို့စာပြစ်စာပေါ်မှာပေါ့အဲ့ဒါလေးကိုထန်ကိုင်းကျကျရေးပြီးရင်ဘယ်ဌာနကိုဆိုပြီးတော့လိမ့်မူပြီးပို့အဲ့ဒီစာကနေပြီးတော့လမ်းမှာကြား ဟုတ်နော်တချို့ဆိုအရင်ကရှိရင်စာပို့တဲ့ဆက်နဲ့ကြာလို့ကြီးစားပြတ်သွားတဲ့ကိစ္စတောင်ရှိရပါဘောနော်ဒီမှာနိုင်ငံမှာအဲ့လိုမျိုးဇလန်းလေးတွေရှိခဲ့တယ်ရှင်တကယ်ရှိခဲ့တာပါပြီးတော့အဲ့လိုမျိုးကြန့်ကြာပြီးရခါမှာဘောနော်ပြည်သူအတန်ကဆိုရစီရောက်အစိုးရနေပြီးတော့ဒါကိုစစ်စစ်ဖို့အတွက်ကိုအချိန်ကထက်ကြာအဲ့ဒီကနေကြာပြီးတော့ဆိုရဟဲ့ကြည်စံပြည်သူတန်ဒီလိုပါလားသူပြည်သူတန်ဖတ်ရတဲ့အချိန်ကအဲ့ဒီပြည်သူတန်လွန်ခဲ့တဲ့တလလောက်ကလားနှစ်လလောက်ကလားအဲ့လိုဇလန်းလည်းရှိရပေါ့နော်ပြည်သူတန်အရင်ဟောင်းနှွမ်းနေပြီရှင်အဲ့လိုဖြစ်နေတာပေါ့နော်ဒီတော့အဲ့ဒီအချိန်ကြာတော့မှဖတ်မိဖတ်မိပြီးရခါမှာအော်ဒါပေါ်ဆောင်ပေးလိုက်ပါဆိုပြီးတော့ ီမံပေးလိုက်အဲ့ဒီစီမံချက်ကအောက်ကိုတဖြည်းဖြည်းပြန်ဆင်းလာအဲ့ဒီကနေမှဘာဖြစ်လဲထပ်ပြီးတော့စီစဉ်ဆောင်ရွက်ဆိုတဲ့အခါမှာအင်ပတန်ကြန့်ကြာတဲ့အနေထားလေးပေါ့နော်ဒါအရေးခက်ကဖြစ်တဲ့ကိစ္စပါအခုခေတ်မှာအဲ့လိုမဟုတ်တော့ပါဘူးရှင်လူတိုင်းလက်ထက်မှာဖုန်းလေးတစ်လုံးရှိပါတယ်လူတိုင်းမှာမြင်နိုင်သိနိုင်တဲ့အတွေးခေါ်အယူဆတွေရှိပါတယ်ရှင်ဒါကြောင့်လူတိုင်းဟာကိုယ်နာမှာရှိတဲ့အရာတွေကိုလူမှုကွန်ရက်ကနေတစင်းမျှဝေနေကြပါတယ်ရှင် ဒါလေးတွေကိုကျမတို့ကသူတင်တာနေတိုင်းထိုင်လောက်တာနဲ့တည်းကိုဘယ်ဒေတာမှာတော့ဘာတွေဖြစ်နေလဲဘယ်ဒေတာမှာတော့ဘာတွေဖြစ်နေလဲဆိုတာကို data အချက်လက်အတိအကျမဟုတ်တော့မှအကျဉ်းချင်းသိနိုင်ပါတယ်ရှင်။အမဲဆုံးပြည်သူအတန်တွေကိုကျမတို့ကြားနိုင်နေပေါ့နော်။ကြားကျင်နေဆိုရင်ပေါ့ကြားနိုင်ပါတယ်ရှင်။ကြားဖို့အတွက်အရင်အလွယ်ကူသွားခဲ့ပါပြီရှင်။အခုထပြောတာနဲ့အခုကြားလို့ရတယ်။ဇလန်းကလေးဒီလားဥမာဝပြည်သူတယောက်ကလမ်းမှာသူအစင်မပြေတာတခုဝါရှင်နိုင်ငံတော်ဆိုရရဲ့လှုပ်ဆောင်ချက်မှာမှားတာဖြစ်စီပြည်သူတယောက်ကြုံလိုက်ရတယ်မတရားမှုဥမာဝါရှင်လမ်းမှာသွားနေနေတဲ့ ဟိုလုံခြုံရေးတာဝန်ရှိတဲ့သူကပတ်ကောက်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးမတရားဖမ်းဆီးတာမျိုးဆိုရင် तू ကချက်ချင်းအကြောင်းကြားဖို့အတွက် तू မှာကိုယ်ပိုင်လက်နက်ရှိတယ်ဖုန်း तू မရှိတော့မှသူ့မိသားစုမှာရှိတယ်ဟုတ်တယ်နော်ဒီတော့ဒါတွေကိုချက်ချင်းသူတို့တင်ပြနိုင်တယ်ဒါကိုချက်ချင်းမြင်ပြီးတော့လုံဆောင်နိုင်မယ်ဆိုရင်ကျမတို့နိုင်ငံတော်တော်ဆင်ပြေမှာ e-government ဆိုတာအဲ့သဘောပေါ့နော်အရာအားလုံးကိုကျမတို့ကမြန်မြန်ဆန်ဆန်လှင်းလင်းမြန်မြန်နဲ့ကြကြလက်ကြထိန်းချုပ်နိုင်မှုဆိုတာဒီလိုမျိုးခွင့်လန်းပေါ့လေအများကြီးရှိလာပါပြီဒါကြောင့်ဒီရှင်မင်းတို့အနေနဲ့ကဒီမှုကိုရတဲ့အသုံးပြုဖို့အတွက်ကိုမကြောက်ပါနဲ့ရှင့် လူမှုကွန်ရက်တွေပေါ်ကပြည်သူအသံတွေကိုနားထောင်ဖို့အတွက်လည်းမပြင်းညီပါနဲ့လို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ကျမတို့ကတော့မီဒီယာတစ်ခုအနေနဲ့ပြည်သူအသံတွေနည်းနည်းတင်ဆက်နေမှာပါအဲ့ဒီပြည်သူအသံတင်ဆက်တဲ့အခါကျရင်ကျမတို့ကမီဒီယာဖြစ်တဲ့အတွက်အခါကျရင်မီဒီယာကျင့်ဝတ်တဲ့အနေပေါ့နော်စကလုံးအတိအကျထည့်မရတာမြို့အတိအကျနာမည်အတိအကျထည့်မရတဲ့ကိစ္စတွေကြုံတတ်ပါလေဒါပေမဲ့ကျမတို့ဒီလိုပြောလိုက်ပြီဆိုတော့လည်းကျမတို့သတင်းအောက်မှာဆိုရင်ဒီဖြစ်စဉ်နဲ့အလားတူကြုံရတဲ့သူတွေကအတိအကျဝန်မှန်ထားကြတာရှင့်ဒါလေးတွေကလွယ်လွယ်ကူကူကောက်စားလို့ရတဲ့ပြည်သူအသံတွေဖြစ်ပါတယ်နော် သိလားဒါလေးကြီးကြည့်ပါဩဘယ်နယ်မှာတော့ဘာဖြစ်နေပါလားစုံစမ်းစစ်ဆေးလိုက်မယ်ဆိုရင်မှန်လားမှားလားဆိုတာသိနိုင်မှာရှက်ဒါအလွယ်ကူဆုံးပြည်သူ့အတန်းရယူနေပါဒါလေးတော့ကျွန်မဒီနေ့မှာဆိုရင်နိုင်ငံတော် တာဝန်ရှိတဲ့သူများကိုမက်ဆေ့လေးပေးချင်ပါရှင်ပြည်သူတွေကအတန်းနေထွက်နေကြပါပြီရှက်လူကြီးမင်းတွေကနားထောင်ပြီးတော့ဒီအတန်းတွေကိုမြည်တို့မြည်ပုံစီစဉ်ရမလဲဆိုတာလေးကိုဆောင်ရွက်ဖို့အချိန်ခါတင်ပါပြီ။ဒါကြောင့်ကျွန်မအနေနဲ့ပြည်သူအတန်းကိုနားထောင်တက်စေရန်ပြည်သူအတန်းနားထောင်နိုင်မယ့်နည်းလမ်းလေးတစ်ခုကိုနိုင်ငံတော် တာဝန်ရှိသူများထံသို့ကျွန်မအနေနဲ့အကြံပြုတင်ဆက်လိုက်ရပါတယ်ရှင်။ မိဘပြည်သူများရှင်ကျွန်မဒီနေ့တင်ဆက်မဲ့သတင်းလေးကတော့နည်းနည်းထွားကြိုက်တန်ပါတယ်သတင်းလေးပါရှင်ဒီကနည်းနည်း case ကလက်ကြည့်ရပေါ့နော်သတင်းရလေးဒါပေမဲ့တင်ဆက်တဲ့ခါမှာကျွန်မတို့ကပြဿနာဘယ်လိုပဲကြီးပါစေပေါ့နော်ကျွန်မတို့တင်ဆက်တဲ့ခါမှာတော်တော်စဉ်းစားချင့်ချိန်ပြီးတင်ဆက်ရတဲ့အပိုင်းလေးရှိပါတယ်အခုတင်ဆက်မဲ့သတင်းကအဲ့လိုတို့သတင်းမျိုးရှင်စကလုံးသုံးနှုတ်အရင်ရွေးချယ်ရတယ်ပေါ့နော်အဲအဲ့တော့တရင်တင်ဆက်ခင်းနေမှာမြန်မာပြည်သူများကျွန်မမြန်မာနိုင်ငံအခြေအနေလေးကိုပြောချင်ပါတယ်ကျွန်မမြန်မာနိုင်ငံကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ပါအောင်ရှင့် ကျမနိုင်ငံဆိုကျမနိုင်ငံမြေပုံဆွဲလို့ရှင်ကျမမျက်စိမှာမြင်တွေ့ရတဲ့အောင်မြန်မာနိုင်ငံမြေပုံလေးရလို့ main tree နဲ့တူရလို့တရားလက်ကလေးတွေခြေတောက်တွေရလှလှပပတုတ်တက်လှလှလေးရန်ချစ်ပေါ်ပေါက်တာနော်မြန်မာနိုင်ငံမြေပုံကနေကမ္ဘာမှာရှိတဲ့ဘယ်မြေပုံနဲ့ရှင်ရှင်အရန်ပုံကန်ကြပြီးတော့လှပါတယ်ရှင်မသိရင်နဖျားတွေအများဖန်ဆင်းထားသလားအောက်မေ့ရတယ်ဟုတ်လားမြေပုံတွေအားလုံးကြက်ကြလို့ရှင်ကြည့်သူများမြေပုံတွေကြည့်လိုက်လေပူပူဝဝယူမလားဟိုရွက်ရွက်ဆောင်ဆောင်ယူမလားအဲ့လိုပုံစံမျိုးပေါ့နော်သူများမြေပုံကဲရတာတော့မဟုတ်ဘူးပြောပြတာသူတို့မြေပုံအားဒီပုံစံလေးပဲတလား ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမြေပုံလေးကလေအင်မတန်အချိုးအစားလှပကြနာလှပတော့တော့ခါလေးသိန်းတင်လေးကောက်ခြေရောက်လေးကသွဲလေးကလက်ကလေးနဲ့ခေါင်းလေးနဲ့မရှိမှလို့မမြင်လားရှင်အရန်လှပတဲ့သမီးပြိုလေးပေါ့နော်အဲ့တော့အဲ့သမီးပြိုလေးကအန္တရာယ်တွေဝိုင်းလာပြီရှင်အခုလေသိလားအဲ့သမီးပြိုလေးရဲ့ဖခင်လို့ခေါ်ရမယ်နိုင်ငံတော်အစိုးရမှာဆိုရင်လက်နက်ကန်ပြိပခါတွေကြောင့်အင်မတန်ကိုပေါ့နော်အော်အလုပ်တွေအရန်ရှုပ်နေတာပါရှင်အလုပ်တွေအရန်ရှုပ်ပြီးကိုယ့်ရဲ့အိမ်ရဲ့လုံခြုံရေးကိုမကြည့်နိုင်တဲ့အချိန်မှာဒီသမီးပြိုလေးကို လက်တဲ့စမ်းကျင်တဲ့တကောင်သားတွေကလည်းဒီသမီးပြိုလေးနားမှာပတ်လဲဝိုင်းလာပါရဲ့ရှင်အခုတင်ဆက်မဲ့သတင်းလေးကအဲ့ဒီသတင်းလေးပါအဲ့ဒီသတင်းလေးဖြစ်ပါတယ်ဒါကြောင့်ပြောပြပါမယ်နော်အဲ့ဒီတဲ့လေးကိုဖြစ်ပေါ်လာတဲ့အကြောင်းအရာတော့အိန္ဒိယနိုင်ငံနေပြီးတော့စလိုက်တဲ့ဇလန်းလေးပေါ့ရှင်။အိန္ဒိယနိုင်ငံရဲလို့တော့မဟုတ်ပါဘူး။နိုင်ငံတစ်ခုလုံးနဲ့ချီပြောလို့တော့မရဘူးပေါ့နော်။အိန္ဒိယနိုင်ငံကလွှတ်တော်အမတ်တအူးစလိုက်တဲ့ဇလန်းဆိုတော့ပုံမှန်ပါတယ်ရှင်။ မြန်မာနိုင်ငံနဲ့စကားနိုင်ဒေသကြီးနေဆက်ဒေသတမူးကဘော်ခြံဝန်းကိုအိန္ဒိယအစိုးရအနေနဲ့ပြန်လည်သိမ်းယူပြီးတော့တဲ့မဏိပူရာပြည်နယ်တွင်ထက်သွင်းပေးဖို့အတွက်ကိုဒီမဏိပူရာပြည်နယ်လွှတ်တော်အမတ်ကအိန္ဒိယအထက်လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပါရှင့်အဲ့ဒီကနေဇာတ်လမ်းလေးကစတာပါရှင့်သူ့အနေနဲ့ပြောကြားထားတာကဒီမဏိပူရာရဲ့နာမည်အစိတ်ပိုင်းဖြစ်တဲ့ပေါ့နော်ဒီဒေသဟာဆိုရင်တဲ့အဲ့ဒါဟုတ်တဲ့1953ခုနှစ်မှာအိန္ဒိယဝန်ကြီးချုပ်နေရူကမြန်မာဝန်ကြီးချုပ်ဦးနုထံကိုလက်ဆောင်ပြပေးရခဲ့တဲ့အတွက်ဒီဟာကဒါမဖြစ်တဲ့ဘောနော်ပြန်ယူတဲ့နယ်ပေါ့ရှင့်အဲ့ဒါအဆိုတင်သွင်းခဲ့ပါရှင့်အဲ့လိုတင်သွင်းတဲ့အခါမှာကျမတို့နိုင်ငံကလည်း ပြန်လဲတုတ်ပြန်တာပေါ့ရှင်ဒါကတော့ဟိုချက်ချင်းဒီလိုမျိုးအရက်စကားနဲ့တုတ်ပြန်မှုကမဖြစ်နိုင်လေဒီတော့တန်တမန်ရေးရစကားနဲ့ကျမတို့ရဲ့မြန်မာနိုင်ငံနာဆကအစိုးရကနေပြီးတော့တုတ်ပြန်ခဲ့ပါရှင်အဲ့ဒီတုတ်ပြန်ချက်တွေကကောင်းထုတ်ချက်လေးတွေကိုကျမပြောပြချင်ပါတယ်ထူးခြားချက်တွေပေါ့နော်ဒါအိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့တဲ့ကဘောဂျိုင်ဝမ်ကိစ္စကိုမီဇိုရန်လွှတ်တော်အမတ်တွေပြောကြားချက်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စုံမင်းထွန်းရဲ့ပြောကြားချက်တွေပါရှင့်အဲ့ဒီကနေပြီးတော့အရေးကြီးတဲ့ကောင်းထုတ်ချက်လေးကျွန်မပြောပြပါမယ် ။နံပါတ်၁ကတော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွှတ်တော်အမတ်ဖြစ်တဲ့လူပါပေါ့နော်။အိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသတွေတွားရောက်ခဲ့ရဲဆိုပြီးတော့သူတို့နိုင်ငံသတင်းဌာန website တွေမှာဖော်ပြထားတာမြင်ရပါတယ်။သူပြောတာကတော့တဲ့ဒီဒီလူပါပေါ့နော်။မီဇိုရန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနယ်စပ်ဖြတ်ကျော်ပြီးတော့တွားရောက်ခဲ့ပါတယ်တဲ့။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေသူကမီဇိုရန်ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့နယ်ကြားစောက်တက်ကိုအသိပေးကြောင်းကြားခဲ့တယ်ဆိုပြီးတော့လေပြောထားရပါရှင်။သူတို့နိုင်ငံနေဒီဘက်နိုင်ငံကိုကူးလာတာကိုသူကသူတို့နိုင်ငံနယ်ကြားစောက်တက်နဲ့အစိုးရကိုကြောင်းကြားခဲ့တယ်ပေါ့ရှင်။ ဒီတော့ကျမနေနေအဲ့တစ်ချက်မှာပေါ့နော်ဒါဗိုလ်ချုပ်ကပြောထားတာအဲ့ချက်ကိုရှင်းပြထားတာပေါ့အဲ့နေရာမှာကျမတွေးမိတာကသူတို့နိုင်ငံနဲ့သူများနိုင်ငံကကူးလာတာဒီက NASA ကအစိုးရကသူဘာလို့ကြောက်မကြရလဲရှင်းနိုင်ငံတစ်ခုနဲ့တစ်ခုကူးတဲ့အခါမှာအဲ့လိုတရားမဝင်ကူးသွားလို့ရလားကျမနိုင်ငံကသူတို့နိုင်ငံကကူးသွားမယ်ဆိုရင်ရလားဘာမှမပြောဘဲနဲ့လေကျမနိုင်ငံအစိုးရကိုပဲကြောင်းကြခဲ့မယ်က NASA ကအစိုးရရေကျမကတော့အဲ့ဒေတာလေးခုနသွားလိုက်အောင်မယ်ကြောင်းကြခဲ့တယ်ဒါပေမဲ့ဟိုဘက်ကလို့ကျမအကြောင်းမကြအောင်ရလားရှင်းတင့်တော်လားတန်တမန်ရေးရအရာဒါဟာစီကံပြေဝါတော့ လွှတ်တော်အမတ်တယောက်ရေလောက်ရလားရှင်။ဒါကျမပြန်ပြီးတော့မေးခွန်းထုတ်တာလေးဖြစ်ပါရဲ့ရှင်။ဘုံကျုံနေနဲ့နမနောက်ထပ်ပေါ့နော်ပြောထားတဲ့အချက်ကပါလဲဆိုတော့အဲ့ဒီရောင်းအဲ့ဒီလွှတ်တော်အမတ်ဟာဆိုရင် CNF CN နေချင်း PD အဖွဲ့နဲ့တွေ့ဆုံခဲ့တယ်ဆိုလို့လည်းသူကပြောကြားထားတာပေါ့နော်။သူကရဝန်ခံပြောကြားထားလို့သိရလိုက်သိလိုက်ရတာဘောရှင်းသူမပြောရသိအောင်သိလိုက်မှာမဟုတ်ဘူး။ဒီတော့ PDF အဖွဲ့နဲ့တွေ့တယ်ဆိုတော့ PDF ဆိုတော့မြန်မာနိုင်ငံမှာအကြမ်းမတ်သမားအဖြစ်နဲ့ထုတ်ပြန်ခံရတာလေ။ကျမတို့သတ်မှတ်ထားတာအကျံပတ်သမားရှင် PDF တွေကအကျံပတ်သမားဖြစ်ရတော့တဲ့တက်တည်ရတဲ့ကျမတို့မှာပြေဝရှိပါတယ်မယုံဆိုလားကြည့်ပါ တမိုင်းနဲ့ခြီးပြီးတော့မှတ်တမ်းတွေနဲ့ခြီးပြီးရှင်းပြလို့ရပါရှင့်ပီတက်ကိုအလဟတ်သက်သွားပြီးတော့အကျံပတ်သမားတွေဆိုပြီးဆွဆွဲထားတာမဟုတ်ဘူးရှင့်တက်တွေရှိလို့ပစ္စည်းတက်တွေလူတက်တွေတမိုင်းတက်တွေအကုန်ရှိရဲ့ဓာတ်ပုံတက်တွေအားလုံးရှိလို့ကျမတို့တို့ဒီလိုမျိုးအကျံပတ်သမားပါဆိုပြီးတော့သတ်မှတ်ထားတာဒီတော့ဒီလိုအကျံပတ်သမားတွေ ਨੇ အိန္ဒိယနိုင်ငံလွှတ်တော်အမတ်ကတွေ့ဆုံနေဆိုတော့ဒီလွှတ်တော်အမတ်ဟာဆိုရင်နိုင်ငံတကာမှာထုတ်ပြန်ထားတဲ့အကျံပတ်ဥပဒေနဲ့မညီဘူးလားရှင့်ကျမတို့နိုင်ငံကလွှတ်တော်အမတ်တယောက်ကသူများနိုင်ငံမှာရှိတဲ့အကျံပတ်သမားတွေနဲ့တော့ရောက်ထိတွေ့မယ်ဆိုရင်ဒါဟာ ပြဿနာမရှိဘူးလားထိုနည်းတူပါပဲဒီလွတ်တော်အမတ်ဟာဆိုရင်လည်းကျမနိုင်ငံကျမကမိုင်းနဲ့လာပြီးတော့ပတ်သက်တာလေလာဆက်ဆံတာလေဒီတော့သူ့မှာကောဥပဒေအရသူ့ဟာဆိုရင်ဒါဟာမှန်ကန်လားတော်တော်အမှတ်ဖြစ်ပြီဆိုမှတော့ဥပဒေရေးရာမကျွမ်းကျင်စရာအကြောင်းရှိပါအောင်ရှင့်နိုင်ငံတကာဥပဒေတွေကိုမသိစရာအကြောင်းရှိပါအောင်ပြီးတော့အိန္ဒိယချင်းနိုင်ငံရဲ့ဥပဒေတွေကိုမသိစရာအကြောင်းရှိပါအောင်ရှင့်လွတ်တော်အမှတ်ကအဲ့သူ့နိုင်ငံမှာအိပ်ပျော်နေလို့များကျွန်မနိုင်ငံမှာ PDF ဆိုတာအကြမ်းမတမားပါဆိုပြီးထုတ်ပြန်ထားတာကိုမသိလိုက်ကြလားရှင့်တရေနိုးပြီးတော့လာတွေ့ရလားရှင့် ဒါကျွန်မအနေနဲ့မေးခွန်းလေးထုတ်တာပါရှင့်ကျမတို့ဘိုးချုပ်ကတော့မနေ့ကထုတ်ပြန်ချက်ထဲမှာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တန်တမန်ရေးရာစကားတွေနဲ့ပြပြတာတုတ်ပြန်ထားတာမြင်တွေ့ရပါတယ်ရှင့်မြန်မာနိုင်ငံအနေနဲ့တဲ့ဒီအိန္ဒိယအစိုးရနဲ့ပေါ့နော်ချစ်ချင်ချင်းတွေရဲ့ဆက်ဆံရေးလည်းရှိရဲပြီးတော့မြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယနိုင်ငံကိုတုံ့ပြုပြီးတော့မြန်မာကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုမလိုလားပါဘူးတဲ့မြန်မာနိုင်ငံမျိုးတုံ့ပြုပြီးတော့အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုတွေရှိမယ်ဆိုတော့မြန်မာနိုင်ငံနေရလက်မခံထားပါဘူးတဲ့ဒီအိုင်နဲ့ပတ်သက်ပြီးတော့နိုင်ငံငယ်ဆက်တွေတာလုံးချုံရေးအတွက်လည်းပူးပေါင်းဆောင်ရွက်အများကြီးရှိခဲ့တယ်ပေါ့နော်အောင်မြင်မှုတွေလည်းအများကြီးရှိခဲ့ပါရှင့် အိန္ဒိယနိုင်ငံနဲ့အတူတူပေါ့လေရခိုင်အတိုင်းပဲဘောတူညီထားတဲ့အတိုင်းငိမ့်ချန်းစွာအတူရှင်တဲ့နေထိုင်ရေးမူကြီးငားရဲ့အတိုင်းပဲနေထိုင်လျက်ရှိပါတယ်မိတ်ဆွေကောင်းပြည်သားစွာနေထိုင်လျက်ရှိပါတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်ရှင့်ဒါအပြင်ဗိုလ်ချုပ်အနေနဲ့တေချာလေးဆက်လက်ပြောကြားထားတာကတော့ယခုပြောဆိုနေတဲ့ကမ္ဘောတိုင်ဝမ်ဒေတာဆိုတာတဲ့ရခိုင်အတိုင်းတာပြီးတော့အတိမတ်ပြုထားပြီးသားဖြစ်ပါတယ်တဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်ကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာထုတ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်ဆက်ဒေတာဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်တော်လည်းရှိပြီးသားဖြစ်ပါတယ်တဲ့ ဒီတော့ဒီတိုင်ဝမ်နဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံကြားထဲမှာနားလည်မှုယူထားတဲ့ကိစ္စရရှိထားပြီးသားပါရှင့်ဒါကိုမှဒီလွတ်တော်အမှတ်အနေနဲ့ဒါမျိုးထပြောရဲဆိုတာကတင့်တော်တဲ့ကိစ္စတော့မဟုတ်တာအမှန်ပါပဲဒီထဲမှာကျွန်မအနေနဲ့တန်တမာရေးရစကားလေးအနေနဲ့ပြောချင်ပါရှင့်ဘာကြောင့်လဲဆိုတော့တချို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကကျမတို့ကစိုးပြောလို့လည်းမရအောင်ရှင့်နောက်ကြိုင်မှပြောလို့လည်းမရအောင်အချိန်အရာအောင်လို့ကွက်တိဖြစ်ဖို့လိုတာပေါ့နော်ခါကြိုင်ကျမတို့ကစိတ်ထဲမှာအလိုမျိုးဒါမျိုးချစ်စိတ်ကတော့လူတိုင်းရှိရပါလေရှိရတဲ့အတွက်ပြောပလိုက်ချင်တာပေါ့ရှင့်အခုပြောအခုပြန်ပြီးတော့ခုံးတုတ်ပြန်လိုက်ချင်တာပေါ့ဒါပေမဲ့ ကျမတို့ကဒီလူတူးနဲ့တူပေါင်းတဲ့ဆက်ဆံတဲ့နေရာမှာလည်းသတိထားရမယ့်အချက်တွေရှိသလိုနိုင်ငံတစ်ခုနဲ့တစ်ခုပေါင်းတဲ့ဆက်ဆံတဲ့နေရာမှာလည်းသတိထားရမယ့်အရန်ရေးကြီးတဲ့စဉ်းစားစည်းကအချက်တွေရှိရရှင်အဓိကနိုင်ငံတွေမှာကိုကကြုံသွားလို့မရအောင်ရှင်စကားလုံးတွေအားစပါဘောနော်ဒီတော့ကျမအနေနဲ့ပြောချင်တာကတော့ဒီလိုလှုပ်ဆောင်ချက်ကိုကျမတူးတယောက်တည်းအနေနဲ့ကျမတို့ prime media အနေနဲ့ကန့်ကွက်ပါရှင်ဒါကြောင့်လဲဆိုဒါဟာကျမတို့မြန်မာနိုင်ငံရဲ့နယ်နိမိတ်ဖြစ်တဲ့အတွက်ဒီလိုပြောဆိုချက်ဟာကျမတို့နိုင်ငံအချုပ်ကြအောင်အောင်ထိခိုက်ပါတယ်ဒါကြောင့်ကျမတို့အပြည့်အဝကန့်ကွက်ပါတယ်ဒီလိုစကားလုံးမျိုးဒီလိုအရာမျိုးကိုဒီလိုအဆိုတင်သွင်းတဲ့ဆိုကိစ္စရမျိုးဟာလုံးဝမဖြစ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ် ဒါပြင်ကျမထပ်မံတိုက်တွန်းလို့လားကတော့ပေါ့နော်ကျမမြန်မာနိုင်ငံမှာရှိတဲ့အတိုင်းသူပြည်သားရဲ့အနေနဲ့ကကိုယ့်နိုင်ငံကိုသူများကဒီလိုပြောဆိုဆောင်ရွက်လာတာရှိမယ်ဆိုရင်ကျမပထမပြောသလိုပဲကျမတို့အားလုံးမှာဖုန်းလေးတွေရှိရဲ့ရှင်လူမှုကွန်ရက်လေးတွေရှိတယ်ပြည်သူ့တန်ထုတ်ဖော်လို့ရတဲ့ဆာမျက်နှာလေးကိုယ်စီရှိတယ်အဲ့လိုဆာမျက်နှာတွေမှာကျမတို့ကထုတ်ဖော်ပြီးတော့ပြောကြားတင်တယ်လို့ထင်ပါတယ်ထုတ်ဖော်ပြောကြားတဲ့အခါမှာဆိုရင်ရန်ဆိုင်တဲ့စကားတွေမဆုံးပါနဲ့ရှင်ကျမတို့မြမကုန်မြမဟန်မြမသွေးမပြတ်ပါစေနဲ့ရှင့်ရင်ကျေးစွာနဲ့ပဲတုတ်ပြန်စေချင်ပါတယ်ဒီလိုပြောဆိုချက်ကိုကျမတို့ရှုံချပါတယ်ဆိုတော့ရင်ကျေးစွာပြောဆိုကြစေချင်ပါတယ် ဒီလိုပြောဆိုခြင်းအဖြစ်ကျမတို့ပြည်သူတွေရဲ့သဘောထားကိုထောက်ပြန်မှာဖြစ်ပါရှင့်။ဘာကြောင့်လဲဆိုတော့နိုင်ငံတစ်ခုနဲ့တစ်ခုပေါင်းလဲဆက်ဆံတဲ့အခါမှာအစိုးရတွေဟာပြောလို့မသိတဲ့စကားချို့ရှိပါတယ်။အဲ့ဒါလေးတွေကိုပြည်သူတွေကပြောပြမယ်ဆိုရင်တင့်တော်ပါရှင့်။ဒါကြောင့်ကျမနေနဲ့တိုက်တွန်းတာဖြစ်ပါတယ်။နိုင်ငံတစ်ခုအနေနဲ့တောက်ပြန်မှုကိုတော့ဟိုကျော်စော်မင်းထွန်းကပြောကြားပြီးဖြစ်တဲ့အတွက်အိန္ဒိယနိုင်ငံအနေနဲ့လည်းသိရှိလောက်ပြီးလို့ထင်ပါရှင့်။ ဗိုလ်ချုပ်အနေနဲ့ဆက်လက်ပြောကြားထားပါတယ်။မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်ဆိုပြီးပြောကြားထားပါရဲ့ရှင့်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံအနေနဲ့သတိပေးသင့်တာတွေပြောဆိုသင့်တာတွေလည်းဆက်လက်လှုံ့ဆော်သွားမယ်ဆိုပြီးတော့သိရပါတယ်။ဒါဟာတန်တမာရေးရာအရာအကောင်းမွန်ဆုံးသောအချိန်ကြိုက်ပေါ့နော်။ပြန်လဲတုံ့ပြန်ခြင်းလို့ပဲကျွန်မခန့်ယူပါရဲ့ရှင့်။ဒီတော့ဒီဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်မအရှိမပေးခဲ့တဲ့ခေါင်းစဉ်လေးနဲ့ဆက်ဆက်ပြီးပြောပြရမယ်ဆိုတော့အဓိကဖြစ်ရတဲ့တရားခံကတော့ကျွန်မနိုင်ငံမတည်ငြိမ်မှုဖြစ်နေတာပေါ့နော်မတည်ငြိမ်မှုဖြစ်တယ်တူတူလို့ငါတမင်းဖြစ်တယ် အားလုံးကကိုယ့်ရဲ့နေမြေပိုင်နက်ကိုဟိုးလူပေးခြင်းဒီလူပေးခြင်းငါယူခြင်းဆိုတဲ့လောဘစိတ်ကြီးကြီးနေတယ်ပြည်တော်စုကိုတန်ဖိုးမထားဘူးဒီလိုကိစ္စရဲ့တည်ကြောင်သူများနိုင်ငံမှာရှိတဲ့ပေါ့နော်နိုင်ငံတစ်ခုမှာဆိုရင်ကျွန်မပြောချင်တာအစိုးရမှာကပုံကိုယ်လေးညှိုက်ပါတယ်အဲ့ဒီပုံကိုယ်လေးမှာစိတ်တဘောတရားတောက်တစ်ခုစီရှိကြတယ်ပေါ့နော်အိန္ဒိယဆိုလဲသူ့နိုင်ငံဟာရှင်းပြရနိုင်ငံရေးရရှုပ်ထွေးမှုတွေရှိတယ်သူမှဆိုလဲဒီလိုမျိုးခွဲထွက်ခြင်းနဲ့အနေထားမျိုးတွေပေါ့နော်ရှိနေရင်အင်အားစုတွေရှိရဲ့ရှင့်ဒါတွေကို तू ကလည်းနိုင်နေအောင်လုပ်ပြီးတော့သူ့ရဲ့ ဒီပြည်နယ်အကြီးပေါ့နော်မပဲ့ထွက်သွားလို့စ조사နေရတဲ့ကာလကျမတို့နိုင်ငံနဲ့နည်းနည်းဆင်တယ်ဒါကြောင့်ကျမတို့ကလည်းခါကြရင်ပြောတဲ့စကားတွေမှာတန်တမာရေးရစကားလွဲလို့ရှင်သူများနိုင်ငံစော်ကားပုတ်ခတ်တဲ့စကားတွေမပြောချင်စားဒါကြောင့်ပါသူတို့မှလည်းသူတို့ခက်ခဲရှိနေရရှင်ဒါပြင်ကိုဒီလိုမျိုးလွှတ်တော်အမတ်တယောက်ထုတ်ပြောရဲဆိုတဲ့ကိစ္စရက်ကိုနိုင်ငံတစ်ခုလုံးကိုသွားပြီးဆွဆွဲဖို့ဆိုတာကစောပါသေးရဲ့ရှင်ဒီထက်ပုံပြီးတော့တာလုံတဲ့ကိစ္စရက်တွေလောက်လာမယ်ဆိုရင်တော့ကျမတို့ကတုတ်ပြန်တဲ့ကိစ္စရက်အစဉ်အဆက်ပြုတ်လုပ်အောင်ပေါ့နော်ကျမပြောချင်တာကတော့ဒီလိုမျိုးလှုပ်ဆောင်ချက်ကတို့ကကျမတို့နိုင်ငံကို လေနဲ့မှုတ်လိုက်တာပါရှင့်ဖူးဆိုပြီးလေနဲ့မှုတ်လိုက်တာပေါ့နော်ဒီတော့ကျမတို့ပြန်လို့ရမှာကသူတို့လိုပဲသူတို့အရှိန်နှုံးတိုင်းပဲလေလေးနဲ့တစ်ချက်ပြန်မှုတ်လိုက်ရုံပါပဲရှင့်သူများကလေနဲ့ပုတ်တာကိုကျမတို့ကမုံတိုင်းထန်လို့မရပါဘူးမုံတိုင်းထန်လိုက်လို့ရှင့်နှစ်နိုင်ငံချစ်ချည်ရေးဆိုတာရှိရယ်ပြီးတော့သူများနိုင်ငံကိုယ်ထက်အများကြီးအင်အားကြီးရယ်ရှင့်ကျမတို့ကတော်တော်ကိုပြည့်ရယ်ကြွယ်ကြွယ်နဲ့နိုင်ငံရေးကိုလှုပ်ဆောင်မှသာနိုင်ငံကြီးတွေရဲ့ဖိနှိပ်မှုတွေအနိုင်ကျင့်မှုတွေကနေဝေးမှဖြစ်ပါတယ်ဒီနေရာမှာကျမတို့ကထိုင်းနိုင်ငံကိုတော့နည်းနည်းအတွေ့ယူရမယ်သိလား စစ်တေဖြစ်ပြီးတော့သူများနိုင်ငံတွေပြည်စည်းနေတဲ့အချိန်မှာထိုင်းနိုင်ငံ AC ပဲတမိုင်းကြောင်ရှိခဲ့ရေပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ဟာအရန်ပြည့်ရဲကျွဲတယ်။သူတို့ဟာငုံတဲ့နေနေရငုံတယ်၊မော့တဲ့နေနေရမော့တယ်။တော်တော်တော့နိုင်ငံရေးကိုပေါ့နော်။ဟိုပြည့်ရဲကျွဲကျွဲကစားတတ်တဲ့လူမျိုးတွေမှာထိုင်းလူမျိုးပါဝင်နေရှင့်။ကျမတို့သူတို့ဒါတော့တာဝန်ယူဖို့ပြောမယ်။အတူယူအောင်ပေါ့နော်။ကျမတို့နိုင်ငံကတော့နည်းနည်းစိတ်ညံလက်မြန်ရှိတဲ့သဘောလေးရှိပါတယ်။တခုခုဆိုရင် ဟိုဒုံတိုက်တိုက်ကြားကြိုက်ကြိုက်ပေါ့နော်သူတစ်ချက်ကိုတစ်ချက်စိတ်လေးပေါ့ရှင်ဒါပေမဲ့ဒါကမျိုးချစ်စိတ်တတ်မှာတော့အသုံးဝင်တယ်မှန်တယ်လူစိတ်မျိုးကရှိရမယ်ဒါပေမဲ့သူများကကိုတစ်ချက်ထိုးသေးရမဟုတ်လို့ရှင်ကိုကတော့ထိုးလို့မရအောင်ရှင်ထိုးရဲဆိုကိုကလူမိုက်ဖြစ်သွားမှာတချို့ကရှိတတ်တယ်နိုင်ငံရေးမှာအထိုးခံကြလို့လာပြောတာရှိရယ်နော်သိလားကိုကထထိုးအောင်သူကလောက်တာဘာကြောက်လဲဆိုအဲ့လိုအထိုးခံလိုက်ရလို့ရှင်သူကနဲ့နာသူဖြစ်သွားမှာလေအဲ့ချိန်ကြောက်ချင်းကျမတို့ကလူဆိုးဖြစ်မှာရှင်ကဘာမှာအဲ့လိုနီးလန်းနေမြန်မာဟာလူဆိုးဖြစ်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ ါကြောင့်ကျမတို့ကနိုင်ငံရေးမှာဆိုရင်ပြည်ရဲ့ကြွယ်ကြွယ်နဲ့တန်တမာရေးရအောင်ကျွမ်းကျင်ပိုင်နိုင်မှသာကျမတို့နိုင်ငံဟာကြီးမားတဲ့နိုင်ငံကြီးရဲ့ကြားထဲမှာရပ်တည်နေနိုင်မှာဖြစ်ပါရှင့်ဒါလျာသင်ခန်းစာယူစာလေးနဲ့ပြောပြတာပါတကယ်တော့နိုင်ငံမှာတန်တမာရေးရကိစ္စတွေနိုင်ငံနှစ်နိုင်ငံဆက်ဆံထားတဲ့ကိစ္စတွေပေါင်းသင်းထားတဲ့ကိစ္စတွေပြောဆိုဆောင်ရွက်ထားတဲ့ကိစ္စတွေအားလုံးအပြည့်စုံကျမတို့သိနိုင်ဖို့ခက်ခဲပါရှင့်မှန်စပြီးတော့ဒါကျမတို့အကြံပြုတင်ဆက်ရတာပေါ့နော်။ပြီးတော့ကျမအနေနဲ့သုံးသပ်ချင်တာကတော့ကျမတင်ပြချင်တာကတော့မီဒီယာတစ်ခုအနေနဲ့နှစ်နိုင်ငံချစ်ချည်မပြတ်စည်းအောင်လို့ တင့်တင့်မဲ့နီလန်းကိုရွေးချယ်ပြီးတက်ဆက်ပေးရဖြစ်ပါရှင့်။သွားတော်အားလုံးမှာကုန်နိုင်ငံချစ်တဲ့စိတ်တွေမျိုးချစ်စိတ်ဓာတ်တွေရှိပါရှင့်။ဒါပေမဲ့မျိုးချစ်စိတ်ဓာတ်ဆိုတာမီးလိုပါပဲ။ကျမတို့ကမှန်ကန်စွာအသုံးပြုနိုင်မှအကျိုးရှိတဲ့အရာတွေထွက်ပေါ်လာမှာပါရှင့်။မှန်ကန်စွာအသုံးပြုနိုင်မှုဆိုရင်လောင်ကျွမ်းမှုကြီးမားပြီးတော့ကျမောက်နိုင်ငံပျက်စီးနိုင်ပါတယ်။ဒါလေးကအရေးကြီးပါတယ်။ပြီးတော့မြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စတွေအားလုံးကိုအခြေခံလိုက်မယ်ဆိုရင်မျိုးချစ်စိတ်တဲ့များလို့သာဖြစ်ကြတာရှင်သိလား။မျိုးချစ်စိတ်တဲ့အများများတော့ကိုယ်နိုင်ငံအများကောင်းစားစေခြင်းနဲ့ဒီတော့ ကောင်းဆောင်အောင်လုပ်တဲ့နီလန်းအောင်စဉ်းစားတဲ့ခါကျတော့ဉာဏ်ပညာတွေနည်းကြတယ်ဒီခါမှာဘာဖြစ်လဲငါတို့နိုင်ငံကောင်းဆောင်အောင်မလုပ်နိုင်တဲ့အစိုးရလားဆိုပြီးတော့အစိုးရတွေကိုအနေဖြင့်ဖြုတ်ချဖို့ပဲစဉ်းစားတော့တာပဲရှင့်အိဇလန်ကကျမတို့မှားတာပေါ့နော်ဒီတော့မျိုးရှိစိတ်ကရှိရမယ်ဒါမဲ့မြို့ချစ်စရာမိနဲ့တူတယ်မမှန်ကန်သုံးချတတ်ဖို့လိုတယ်ရှင့်ဒီတော့မှတော့စောင့်ဆောင်ပြေးသွားမှာပါဒါလေးတော့ကျမအမုန်းခံပြီးပြောပြစီနော်ကျမတို့ကခါကြရင်မြန်မာပြည်ပေါ့နော်ခေါ်ဆောင်တဲ့ခါမှာလှင်မြန်ဖြက်လက်သွက်လက်တာလဲ နည်းနည်းတော့မကောင်းချင်အရင်ဆောလုံးနေပေါ့နော်ကျမတို့ကခုခုဆိုတုတ်ပြန်လိုက်တာဆောတယ်ပြောလိုက်တာဆောတယ်လှုပ်လိုက်တာဆောတယ်အဲ့ဒီဆောလင်မှုတွေကလည်းကျမတို့ကိုနောက်ပိုင်းကျတော့ဟိုညင်းရခတ်တဲ့ကိစ္စတွေလှုပ်ရှားခတ်တဲ့ကိစ္စတွေဖြစ်စေတာပေါ့နော်ဒီတော့နိုင်ငံပြည်ရဲ့မှာဆိုရင်တော့ဆောတာလည်းမကောင်းနောက်ကျတာလည်းမကောင်းအားလုံးအချိန်ကိုင်းဖြစ်တာပဲကောင်းပါရဲ့ရှင့်ဒါကြောင့်ဒီအိန္ဒိယနဲ့ပတ်သက်တဲ့ကိစ္စမှာဆိုရင်ကျမတို့ကအခုချိန်မှာကစောင့်ကြည့်ရအောင်ပါပေါ့နော်အချိန်ပြည့်ကိုစောင့်ကြည့်နေရပါပေါ့ရှင့် အချိန်ပြည့်စောင့်ကြည့်ပြီးတော့သူတို့တခုကိုတခုဖြစ်ဖို့လိုရယ်သူတို့လှုပ်ဆောင်ချက်တခုကိုလှုပ်ဆောင်ချက်တခုလိုပါရယ်ရှင့်ဒီလိုမျိုးလေးထိန်းចောင်းသွားမယ်ဆိုရင်တော့ကျမတို့ဒီကိစ္စလေးပြေလည်အောင်ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်ရှင့်အဓိကကတော့ကိုယ်နိုင်ငံမှာရှိရဲ့သူတွေအချင်းချင်းစီလုံးနေဖို့ပါပဲမစီလုံးတော့ဒီလိုကိစ္စတွေကြောင်းပါပဲရှင့်ဒါလေးတော့ရှိပါတယ်เนาะဒါကတော့အရေးကြီးဆုံးအချက်လေးပါပဲရှင့်အထားကြောင့်ကျွန်မတင်းတင်ဆက်မှုလေးရနေပြီးတော့မိဘပြည်သူများအားလုံးသိရှိစေဖို့အတွက်ကိုစေတနာမေတ္တာရှိထားပြီးတော့တင်ဆက်လိုက်ပါရစေရှင်။ မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးချင်တာလေးကတော့မကိုးမြို့မှာဖြစ်သွားခဲ့တဲ့လူသတ်မှုလေးနဲ့ပတ်သက်ပြီးတင်ဆက်ပေးချင်ပါရှင့်ဒါလေးကိုကျွန်မအပိုင်းလေးခွဲပြီးတင်ဆက်ပေးပါမယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီလူသတ်မှုလေးရဆွဲပေါ့နော်။ကျွန်မအနေနဲ့သင်ခန်းစာယူစရာတွေစဉ်းစားတွေးခေါ်စရာတွေအများကြီးလည်းပေးတဲ့အတွက်ကျွန်မအပိုင်းလေးခွဲပြီးတင်ဆက်ပေးချင်ပါရှင့်။အဓိကနံပါတ်၁ပြောပြချင်တာကဒီတန်တရားတရားခန်းနဲ့နှစ်နာသူရဲ့မိသားစုပုံစံလေးကိုရှင်းပြချင်ပါရှင့်။ဒီတန်တရားတရားခန်းနဲ့နှစ်နာသူတို့ရဲ့နှစ်ဦးကဆိုရင်လင်မယားဖြစ်ပါရှင့်။ တို့မှာလူမမကလေးနှစ်ယောက်ရှိပါတယ်ကလေးလေးကတော်တော်ငယ်တော်မြင်တွေ့ရပါတယ်ပြီးတော့ထူးခြားချက်ကတို့နှစ်ယောက်ကဒီမုတ်ကိုရံမှာတင်ထားတဲ့ပေါ့နော်ဒီအမျိုးသမီးလေးရဲ့တင်ထားချက်အရဆိုရင်တော်တော်ချစ်ခင်ကျင်နာကြတယ်လည်းများရလို့သိရပါတယ်သူ့ပေါ်မှာလည်းကျင်နာတဲ့မျိုးသားတယောက်ဖြစ်နေဒီတိတ်ဆုံးသွားခဲ့တဲ့လူသမီးလေးကလူမုတ်ကိုရံပေါ်မှာညှဝေမှုရယ်ပေါ့နော်ဒါလေးကကျွန်မမနေ့ကလိုက်ကြည့်တဲ့အခါမှာတို့လည်းများချစ်ခင်မှုကိုမြင်တွေ့ရပါတယ်ရှင့်ဒါမဲ့ထူးခြားချက်အနေနဲ့ဒီကောင်လေးကငွေရစေဝါမှုနဲ့ပတ်သက်ပြီးတော့အမှုဖွင့်ခံရတယ်။အဓိကကတော့ဒီဖန်ဝန်ထုတ်ခံရတယ်သူပေါ့နော်။ဝန်ရမ်းပြေးတယောက်ဖြစ်နေအောင်ပါရှင့်။ ဒီတော့ဒီကောင်လေးရဆိုငွေစေးဘာမှုနဲ့ဝရမ်းပြေးတယောက်ဖြစ်နေတာအောင်မှာပကိုးမျိုးတွေမှာဘာလို့အဲ့လိုမျိုးအေးစစ်နေနိုင်တာလဲရှင့်ဒါကလေပထမဆုံးမေးရမယ်မေးခွန်းလေးတစ်ခုပါပဲဒီမိုကန်လေးကိုတော့ကျွန်မပကိုးမျိုးမှာလော်ဂျိုရေးတောင်ဝထမ်းဆောင်နေရဲ့ပေါ့နော်အဖွဲဝင်တွေမေးကြည့်ရမှာပါရှင့်သူနဲ့ဆုံတဲ့အခါမေးကြည့်ကြပါလေဒီလိုတရားခံတွေကဘာကြောင့်ဒီလိုမျိုးတွေမှာအေးစစ်သွားလာနေတာလှုံရှားနိုင်တာလဲရှင့်တကယ်လို့သာဒီတရားခံဟာငွေရစွာအမှုနဲ့ဖမ်းဆီးရမယ်ဆိုကြဲကဖမ်းဆီးပြီးထောင်ထဲထည့်နိုင်ခဲ့မယ်ဆိုရင်ဒီလူတက်မှုတော့မှဖြစ်လာမှာမဟုတ်ဘူးထင်တယ်နော် တိလားခါကျရင်ကျမတို့ရဲ့တာဝန်ပြက်ကွက်မှုတွေပေါ်ရော့မှုတွေကြောင့်ကြီးမားတဲ့ဆင့်ကဲဆိုးကျိုးတွေဖြစ်ပေါ်စေရတယ်ဆိုတာလေးရတယ်ဒါသင်ငန်းစာယူစရာလေးတစ်ခုဖြစ်ပါရှင်နောက်ထပ်ပြောပြချင်တာလေးကတော့မျိုးသမီးတည်ဆုံးခဲ့တဲ့ပုံစံဖြစ်ပါတယ်တည်ဆုံးသူမျိုးသမီးရဆိုရင်လေးဗနာယောဂနဲ့လှောကခံရှိရဆိုတော့သိရပါရှင်ဒီမျိုးသမီးလေးကတေကားပေါ်နေပြုတ်ကြပြီးတော့ဥကောင်းတီတည်ရဲဆိုပြီးပြောဆိုထားရတယ်လို့ရှိရပါတော့။ဒါပေမဲ့မျက်မြင်သက်သေနဲ့ပြောပြပြောကြားချက်အရဆိုရင်ဒီမျိုးသမီးလေးဟာဓာတ်တန်ရာတွေလည်းရှိပါရှင့် ဒီခြေတောက်တတောက်ခွေသွေးကြောမအောင်ထိတဲ့ဓာတ်ထန်ကနေပြီးတော့တဲ့သွေးထွက်လုံလို့တိတ်ဆုံးသွားတယ်ဆိုပြီးတော့လည်းပြောနေကြရပါတော့။ဒါတိတ်ဆုံးရတဲ့အကြောင်းရင်းကတော့ရေကနေစိစာထွက်မှာပဲကျမတို့သိနိုင်မယ့်ကိစ္စလေးဒါဖြစ်ပါရှင့်။ကျမခုဆက်လက်ပြောပြမှာကတော့ဒီတန်တရားတရားခံရဲ့အခြေအနေပေါ့နော်။သူကဆိုရင်ဒီဖြစ်စဉ်ပြုလုပ်ပြီးရခါမှာထပ်ပြေးတိတ်ဆောင်ရတယ်။ဒါပေမဲ့အခုချိန်လေးသူဖန်းစီရမိခြင်းမရှိသေးဘူးရှင့်။အမသူရဲ့ సై ကယ်ကတော့ငိုးမြုံနာတဝိုက်မှာရှိရတဲ့ငွေချင်းပေါ့နော်သူ့ငွေချင်းအိမ်မှာတွေ့ရှိရလို့တွေ့ရသိရပါရှင့်။ကျမအနေနဲ့ဆက်လက်တင်ပြပေးချင်တာကမျက်မြင်သက်သေတွေရဲ့ပြောကြားချက်တွေပေါ့နော်။ ဒီဖြစ်စဉ်ဖြစ်ပေါ်ခဲ့ညာဆိုရင်နဲ့ဒီတန်တရားတရားခံဖြစ်သူကညစာစားပွဲတစ်ခုမှာအရက်နဲ့မိုးရဲစေးဝါးတွေသုံးဆွဲထားတယ်ဆိုရင်ယုံကြည်ရတယ်လို့ပြောကြားထားတာမြင်ရပါတယ်မြင်လိုက်ရသူကပြောတာပေါ့နော်ပြစ်မှုကျွလို့တဲ့အချိန်မှာဆိုရင်သူကပုံမှန်မဟုတ်ဘူးတဲ့။မူရိတ်စစ်တက်တဲ့ပစ္စည်းသုံးဖို့ဈေးဝါခုသုံးဆွဲထားရဆိုတော့တေချာပါတယ်တဲ့။ဆိုတော့ဒီမြင့်မြင့်တက်တဲ့ရဲ့ပြောကြားချက်ထဲမှာကျွန်မစဉ်းစားမိတာကဒီလိုမျိုးဝရမ်းပြေးတယောက်ကညစာစားပွဲတက်နိုင်သေးတယ်။ကျွန်တော်နိုင်ငံနဲ့ထူးဆန်းလိုက်တာနော်။သိလား။ခါကြလဲအဲ့လိုကိစ္စလေးရှိရဲ့ရှင့်။ မပြောကျင်တာပဲမဟုတ်လို့ဒါမပြောတာပဲရှိရပါဘာမပြောကျင်လို့ဆိုတာမပြောရဲတာပေါ့ရှင်အမှန်တမ်းဝခံရမှာဆိုမပြောရဲတာပေါ့ငါတို့အဆင့်လောက်လေးနဲ့တော့ဒီလိုမျိုးကိစ္စရဝင်မပြောတင်ပါဘူးလေးဆိုရယ်စိတ်လေးနဲ့ညှိုချလိုက်ရတဲ့စကားလေးပေါ့ရှင်အခုတော့နည်းနည်းလေးပြောပြချင်တယ်ရှင်ကျမနိုင်ငံမှာအဲ့လိုမျိုးအေးစစ်စစ်နေကြတဲ့ဝရမ်းပြည်တွေဘယ်နှယောက်တောင်မှရှိနေတယ်မသိဘူးနော်လူငယ်ရဲ့ကာလရေတော့ဆိုရင်တချို့ဝရမ်းပြည်တွေညာပြောပါတယ်နိုင်ငံခြားထွက်ဖို့အတွက်လေးစိတ်ကိုကြောက်သွားတယ်လေးစိတ်ရောက်တဲ့ခါလဲကြလဲကြောင်းမင်းကဝရမ်းပြည်ဖြစ်တယ် ကိုရင်ကိုပြန်ဆိုလို့အိမ်ပြန်သွားရင်ဝယ်ရမ်းပြေအောင်ရှိသေးရဲ့ရှင်မဲခတ်တီတီနဲ့ခန္ဓာတော်ကြီးကျယ်သောနိုင်ငံเนาะခန္ဓာတော်ကြီးကျယ်သောဝယ်ရမ်းပြေအဲ့လိုဖြစ်နေပါရဲ့ရှင်ဒီကကျွန်တော်နိုင်ငံကကြာရတယ်မပြောရဲလို့သာမပြောတာပါအခုပြောရဲတဲ့အချိန်ကတော့ထုတ်ပြောလိုက်ပါပြီရှင်เนาะအဲ့လိုနေထားလေးရှိရဲဒီတော့ဒီဝယ်ရမ်းပြေရဆိုရင်လည်းညစာစားပွဲလေးတက်ပြီးတော့ဆေးချပြီးတော့အရက်တောက်ပြီးတော့ဒီမျိုးသမီးနဲ့တွေ့ဆုံတဲ့အခါမှာဒီမျိုးသမီးကိုလူသက်မှုကျူးလွန်ခဲ့တာဖြစ်ပါရဲ့ရှင်ဒီတော့အမှုပြစ်စင်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့သိရတဲ့လောက်ကိုပြောပြတာဖြစ်ပါတယ်ဒီကမှာသင်ငန်းစာယူစရာတခုတွေ့ပါရဲ့ရှင် အဓိကကတော့အရန်ချစ်ကြပြီးတော့ဘာပြဿနာမှမရှိခဲ့ကြတဲ့လင်မယားပေါ့နော်မိသားစုတစုဟာစိုးဝါးရက်ဆက်တဲ့နီးလန်းနဲ့ပြိုကွဲခဲ့ရပြီဖြစ်ပါရှင့်ပြီးတော့ဒီဖြစ်စဉ်မှာဆိုတော့ဒီလိုကြည့်လိုက်မယ်ဆိုရင်မျိုးသမီးလေးကိုတတ်ဖြတ်ခဲ့တဲ့တန်တရားတရားခံတရားခံစစ်ပေါ့နော်သူ့ကြောင့်သူ့ရဲ့မိသားစုပျက်စီးဆုံးရှုံးခဲ့ရတာသူဟာမိုးရေဆေးဝါးတုံးဆဲတဲ့အတွက်ဒါတွေအလုံးစစ်ခဲ့ဖြစ်ပွားပြီးတော့ပျက်စီးဆုံးရှုံးခဲ့ရတာဒါပေမဲ့ကျမတို့ prime media အနေနဲ့ကြတော့ဒီတရားခံအပြင်ကိုပူးတွဲတရားခံဆိုတာကိုမြင်လိုက်ပါတယ်ရှင့် ဒါကြောင့်အေဖူးတဲ့တရားခံကျွန်တော်ခေါ်ထုတ်ပေးကြပါတယ်။အဲ့ဒီပူတဲ့တရားခံကတော့မူရည်စေဝါဒဖြစ်ပါရှက်။ကျွန်တော်နိုင်ငံမှာမူရည်စေဝါနဲ့ပတ်သက်ပြီးတော့ဘေးရွက်ဆိုးကျိုးတွေအများကြီးဖြစ်ပေါ်နေပါတယ်။ဟုတ်လွန်ခဲ့တဲ့ကာလတွေတော့ဆိုရင်ကျွန်တော်အမှုတစ်ခုတွေ့ပါရှက်။ဖခင်ဖြစ်သူကမူရည်စေဝါသုံးတဲ့အခါမှာသူကစေးသုံးထားတဲ့သူကလေသူကအဲ့ဒီပိတ်ဆဲ့ပြီးတော့အဲ့လိုစီးညောပြီးတော့ဇိမ်ယူတာရှက်။သူဇိမ်ယူတဲ့အချိန်မှာအဲ့ဒီဇိမ်ယူတဲ့ဟာကိုပြတ်သွားအောင်လုပ်လို့ရှက်သူကဒေါသကြီးရမ်းထွက်တာ။အဲ့ဒီထွက်တဲ့ဒေါသကိုသူမထိန်းနိုင်ဘူး။ ဲ့တော့အဲ့ဒီစေတမားဟာဆင်မော်နော်သူကဖခင်ကြောင့်လို့တော့ကျွန်မမသုံးနှုံးကျင်တော့စေတမားပေါ့အဲ့စေတမားကသူစေတုံးနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကလေးကငိုလာသူကလေးလား၈လလောက်ပဲရှိသေးတယ်ကလေးဆိုတာရှင်ငိုမှာပေါ့ရှင်ကလေးပဲဟာဟုတ်တယ်မကလေးတွေရဲ့ဘာသာစကားငိုတာပဲလေတို့ကသူငိုတယ်သူဗိုက်စားလို့လားနာလို့လားတခုခုပေါ့နော်ငိုတဲ့ခါကျတော့ဒီစူညံတန်ကိုသူတီးမခံနိုင်ပါဘူးဆိုပြီးတော့ကလေးလေးကိုဓားနဲ့ထိုးတက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်ရှင်မူရည်စေဝါရဲ့စိုးကျွားဘလောက်ထိရမလဲဆိုတော့အဲ့ဒါကြီးအဲ့လိုအမှုတွေကတတ်သိပါပဲရှင် เนาะဒီတော့ကျမအနေနဲ့ပြောချင်တာကဒီလိုအမှုတွေမှာဆိုပူးရဲတရားခံမူရဲစေဝါပဲအဲ့ဒီပူးရဲတရားခံရဲ့ပူးရဲတရားခံကိုထပ်ပြီးပြောရမယ်ဆိုတော့မူရဲစေဝါရောင်းချတဲ့သူတွေပေါ့ရှင်အကုသူတွေကြီးပါရဲ့ရှင်မလုပ်ပါနဲ့နော်တိလာစားရဲ့ twin တလုံးဆိုရင်ပဲဒီအကုသူတွေကတတလုံးခံရမှာတန်တရားဆက်ဆက်ခံရမှာမကောင်းရှင်သူများဘဝရဲ့ဆိုးကျိုးဖြစ်တဲ့အထီကိုကိုရောက်တဲ့ဂုံပစ္စည်းကဖြစ်သွားတာလीတိလား လူကအဲ့လိုလည်းရှိရဲ့ရှင်ဒါလေးတော့နည်းနားလေးပို့လို့ရဲပေါ့နော်ပြီးတော့ဒီငူးရည်စေဝါနှိမ်နှင်းရမယ်တာဝန်ကိုမှရှိရဲ့တာနဲ့မနှိမ်နှင်းတဲ့သူတွေမှလည်းတာဝန်ရှိရဲ့ရှင်ဦးရဲတရခန်နေပဲတာအားလေလေသိလားကိုကငူးရည်စေဝါနှိမ်နှင်းတဲ့လူကိုမလုပ်ချင်ဘူးဆိုရင်ငူးရည်စေဝါနှိမ်နှင်းတဲ့နေရာမှာတာဝန်မထမ်းဆောင်ပါနဲ့ရှင်ရွေးချယ်လို့ရပါတယ်နော်ဒါပေမဲ့ကိုကငူးရည်စေဝါနှိမ်နှင်းတဲ့နေရာမှာတာဝန်ထမ်းဆောင်မယ်ဆိုတော့ဒီတာဝန်ခြေပြောင်ထမ်းဆောင်ရတယ်ရှင်အဲ့လိုမှမဟုတ်ကိုကဖြစ်ဖြစ်တယ်နော်ဒါပူရဲတရခန်ထဲမှာကိုကပါတယ်နော် ဲ့တခုရှိရဲ့ရှင့်ဒါပြင်ဟိုပြည်သူတွေကသတင်းပေးတဲ့အခါမှာတချို့တွေကသတင်းပေးတာကိုပေါ့နော်ဒီကကျမအဲ့ပိုင်းရလေးကတော်တော်မပြောချင်အောင်ရှင်သိလားမပြောချင်ဘူးကျမခဏပြောတော့ပဲအမှန်တရားအားလုံးကျမထုတ်ပြောလို့မရအောင်ရှင့်နော်ဒါပေမဲ့ပြောသမျှအားလုံးမှန်တရားဖြစ်ရမယ်ဆိုတဲ့အညီတချို့တွေကသိရတယ်မဖမ်းအောင်ရှင့်သိလားသိရတယ်မဖမ်းအောင်ရှင့်အမှန်တရားအားလုံးကျမထုတ်ဝေပြောအောင်နော်ဒါပေမဲ့ကျမပြောတဲ့စကားအမှန်တရားပဲတချို့ကသိရတယ်မဖမ်းအောင်ရှင့် ဲ့လိုရေလုံနေရဲ့အဲ့လိုလုံနေတာလေးတွေကိုစီစဉ်ကြီးကြပ်ဖို့အတွက်ညွန်ကြားကုတ်ကဲဖို့အတွက်လည်းလိုအပ်နေပါရဲ့ရှင့်ကျမောင်နိုင်ငံမူရည်စေဝါဆိုရင်နော်နေကိုချစ်တစ်ဖက်နင်းမိနေပါပြီနော်နောက်ထပ်တစ်ဖက်ဝင်တော့မယ်ရှင့်မကြခင်မှာခေါင်းလောက်ရောက်လာတော့မှမကြခင်မှာနော်ကဲတော့ဘောနော်နစ်နစ်နစ်နဲ့နှာခေါင်းကြီးရောက်ပြီဆိုတော့အသက်ရှူများပဲဂစ်ပြီအဲ့ဒါဂစ်ပြီမြန်မာနိုင်ငံဂစ်သွားနိုင်တယ်ဒါကြောင့်မြန်မာနိုင်ငံမဂစ်အောင်လို့မူရည်စေဝါကိုဂစ်အောင်လုပ်ကြရမယ်ရှင့်ပေါ့နော်အဲ့လိုနေထားလေးရှိပါတယ်ဒါကြောင့် ကျွန်မပြောချင်တာကတော့မွေးရည်စေဝါနဲ့ပတ်သက်ပြီးတော့တော်တော်ပေါ်ပေါ်မြတ်မြတ်ကိုရောင်းဝယ်နေကြရပါတော့။မွေးရည်စေဝါဝယ်လို့ရှင်ရှင်အရင်ခေတ်ကဆိုပတ်စံတော်တော်ရှိမှသုံးနိုင်တဲ့အနေထားဒါပေမဲ့အခုခေတ်မှာကျတော့ကလေးတွေကမဖိုးနိုင်တော့မှမွေးရည်စေဝါသုံးနိုင်တယ်တဲ့။ကျွန်မတော်အံ့ဩတဲ့အဲ့စကားကြောင်းလေ။ကလေးတွေကကျွန်မတို့ခေတ်ကဆိုမဖိုးရရှင်မဟုတ်ဝယ်စားတယ်။အခုကမဖိုးရလို့ရှင်စေးသွားချရတယ်ဟာ။ကျန်းလိုက်လားခေတ်ကြီးအဲ့လိုဖြစ်သွားပြီလားရှင်။ရင်တမမနဲ့ရင်ထိတ်လိုက်တာရှင်။မိဘတွေရှင်ထဲမှာဘလို့နေမလဲရှင်။ကိုသားသမီးမဖိုးတော့မပေးရတဲ့သဘောတရားရှိရဲ့။ ဒီတော့မွေးစေဝနဲ့ပတ်သက်ပြီးတော့တေချာနေနေတင်ပါပြီနော်ဒီတော့ကျမနေနေကတော့ဒီနေ့ပူးတွဲတရားခံလေးကိုဖော်ထုတ်ရင်းနဲ့ပေါ့နော်ကျမောက်နိုင်ငံတော် message လေးပေးချင်တာပါရှင့်မွေးရစေဝါကလူသားမျိုးနွယ်တစ်ခုလုံးကိုတုံးသွားနိုင်တဲ့ဒီအနေအများပါတယ်အခုခေတ်မှာဆိုမွေးရစေဝါရဲ့ပုံစံမျိုးစုံနဲ့ဖြစ်ပေါ်နေတာပေါ့နော်လူငယ်ကြားထဲမှာဆိုရင်အဲ့ဒီပါလဲဝုံဝုံရုပ်ပုံလေးတွေလို့ရောင်စုံလေးတွေလို့ဒီလားကျမငငယ်ကတောက်ခဲ့တဲ့ကလေးတွေတော့လဲဆေးလိုမျိုးလေးလေး ကျမပြောလို့မရအောင်ဒီလားမျက်စိရှိရောက်လာလို့ရှင်အော်ဘာလီလည်းမသိဆိုရင်ဆိုချွတ်ချင်ထင်ပြီးစားရင်စားမိအောင်ပဲတချို့မူးရစေကြအဲ့လိုချစ်စရာလေးရရှင်ဒီလားကျမတို့ကြောက်အဲ့အပိုင်းကအပြင်မှာလည်းတော်တော်မမြင်ဘူးလေတပုံတမန်တွေ့ဘူးလားဆိုအော်လူငါသားဆိုအဲ့ဒါတွေ့လို့ရှင်ကောက်စားမိမှမသိဘူးလို့ချစ်စရာလေးရရောင်လေးရလှပပလေးနဲ့အဲ့လိုရရှိနေအောင်ရှင်ဒါကြောင့် ငွေစေဝဖန်းစီရဲ့အခါမှာလည်းတော်တော်သတိထားပြီးလုံဆောင်တင်တယ်လို့ထင်ပါရှင့်ပုံစံမျိုးစုံနဲ့ဝင်ရောက်နေတာပေါ့နော်ဒါလေးကအရေးကြီးပါတယ်အဓိကငွေစေဝနဲ့ပတ်သက်ပြီးတော့ပုံစံမျိုးစုံပြောင်းလဲရောက်ရှိနေတာဖြစ်တဲ့အတွက်ဒီငွေစေဝထုတ်လုပ်မှုပုံစံတွေလည်းအမြဲတမ်းမျက်ခြင်မပြတ်စောင့်ကြည့်လေ့လာပြီးတော့ဖန်းစီတာပြုလုပ်တင်တယ်လို့ထင်ပါရှင့်ကျွန်တော်တို့သတင်းမီဒီယာအနေနဲ့ကတော့ဒီလောက်လေးပဲတင်ဆက်လို့ရတဲ့အတွက်ဒီလောက်လေးပဲတင်ဆက်ခွင့်ပြုပါရှင့်ဒီလိုမျိုးပကိုးမှဖြစ်သွားတဲ့အမှုမျိုးတွေနောက်ထပ်မဖြစ်စေချင်ပါအောင်ရှင့်ဒီတော့ကျမတို့ကတရားခံအောင်လဲရှာဖွေဖန်းစီရမှာဖြစ်တယ်လို့ ်ဟူးရဲတရားခံလဲနှိမ်နေရမှာဖြစ်ပါရှင်ဒီတော့မှသာကျမတို့ရှေ့လျှောက်အနာဂတ်မှာပေါ့နော်မိသားစုတွေဟာလုံခြုံစိတ်ချတဲ့ဘဝတွေမှာနေထိုင်နိုင်မှာဖြစ်ပါရှင်ကိုယ်တမိုင်းမှာကိုတောင်မကြည့်ဘူးဆိုရင်ကိုယ့်ရဲ့တမိုင်းရိုင်းမှာပဲနော်ကျမတို့ကဒီလောက်ပဲတင်ဆက်ပြရစီမြန်မာနိုင်ငံပေါ်မှာတကယ်စေတနာမှန်လဲဆိုရင်မြန်မာနိုင်ငံဒုက္ခပေးနေတဲ့မိုးရေစေဝါအောင်လေတတိချာနှိမ်နှင်းမှုအတွက်ကိုအချိန်ကျရောက်ပါရဲ့ရှင့်ဒါလေးကိုလှုပ်ဆောင်ပေးပါလို့လေကျမတို့မိဘမိသူများအားလုံးကိုစားပါတော့ ကျမတို့အနေနဲ့တိုက်တွန်းတင်ဆက်ချင်ပါတယ်ရှင်။ကျမတို့ပန်းမီတွေအရင်တင်ဆက်မှုလေးကိုဒီလောက်နေပဲရှင်းသားပြစီရှင်။ကျမရှင်နေ့တင်ဆက်သွားတာလေးကတော့မိဘပြည်သူများအားလုံးတွေးကြလေးအများရရှိမယ်လို့ထင်ပါတယ်ရှင်။ကျမပြောတတ်သလောက်ပြောရဲသလောက်ပြောနိုင်သလောက်ပြောသွားခဲ့တာဖြစ်ပါရှင်။ကျမတို့တရားဝင်မီဒီယာတွေရဲ့ပြောစကားတွေဟာဘယ်တော့မှလေထဲမှာပြတ်မသွားပါဘူးရှင်။မှတ်တမ်းမှတ်ရအနေနဲ့သက်ဆိုင်သူတွေစီရောက်ရှိမယ်ဆိုတာကျမသိပါတယ်။ဒါကြောင့်ကျမပြောရဲသလောက်ပြောနိုင်သလောက်ပဲပြောထားတာဖြစ်ပါရှင်။ဒါလေးတော့ကျမအောင်နားလဲခွင့်လို့ပေးပါရန်နဲ့တောင်းဆိုလိုပါရှင်။ ရှေ့လျှောက်လည်းကျွန်မအတက်နိုင်ဆုံးစ조사ပြီးတင်ဆက်ပေးပါမယ်။ပြည်သူအတန်လေးတွေလည်းကျွန်မတို့ပေးပို့နိုင်ပါရဲ့ရှင်။အဲ့ဒီလိုပေးပို့တဲ့ပြည်သူအတန်လေးတွေကနေပြီးတော့ကောင်းလို့ရရာလေးတွေကိုလည်းကျွန်မတို့အမြဲတမ်းထုတ်လုပ်ပြီးတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ကျွန်မတို့ Prime Media တင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေလို့ကျွန်မတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါရဲ့ရှင်။